ကားရတဲ့ချိန်မှာကျွန်တော်တိသွားအရာတစ်ခုကဖူးဖွေးကဘာလို့ဖူးဖွေးဖြစ်နေလဲဆိုတာသိသွားပါဗောနော်ဖူးဖွေးကအမရဲ့ပြင်ဆင်အားထုတ်မှုတွေဒီစက်ကောင်တစ်ခုအတွက်ပြင်ဆင်မှုတွေစဉ်းစားထားမှုတွေယူသွင်းမှုတွေခန်းစားချက်တွေကတကယ်ကိုတခန်းတခန်းကိုသူ့ရဲ့ဝတ်စုံဝတ်စုံသပင်အာ make up accessory spine တွေကတခန်းတခန်းကိုသိန်း900ဝန်းကျင်ပါပဲ တခန်းတခန်းအောင်လေတခန်းတခန်းအောင်900ဝန်းကျင်တထောင်ဝန်းကျင်ပါပြီပဲအဲသူ့ဘဝမှာအဲမထားခဲ့ဘူးရဲ့သဘင်မလုပ်ဘူးသေးတဲ့ဇက်ကောင်ပုံစံမျိုးကိုသူအကောင်းဆုံးကိုတာဝန်ကြီးနေတာဝန်ကြီးရတဲ့ပို့ပြီးတော့သူအများကြီးစူးစမ်းပေးခဲ့ပါတယ်ဟုတ် လက်တလောကကျွန်တော်မတက်မရဆိုရရုပ်ရှင်စကားရေကူပစီသွားပါပြီအဒီမတက်မရဇလန်းလေးမှာတော့ဒါကျွန်တော်အရန်သဘောကျရင်မဖွေးပါတော့မဖွေးနဲ့စုံစည်းခွင့်ရခဲ့ပါတယ်အဲ့တွက်ကျွန်တော်အတွက်တကယ်ကိုကံကောင်းမှုတစ်ခုအိမ်မက်တစ်ခုတကယ်ဖြစ်လာလို့ခံစားရပါတယ်ဟိုပြောခဲ့ရပါတော့အမကတကယ်ကိုဟိုကျွန်တော်နဲ့အခုမှစခင်နိုင်မှာမဟုတ်ပါနဲ့ကလေးဘွားတွေကလည်းခင်တယ်မှုတစ်ခုကရှိထားပြီးသားဆိုတော့တကယ်ကိုကျွန်တော် writer ဖြစ်လာခြင်းမှာလည်းအမကဟို ဟိုအမအရင်တယောက်လို့ဂျင်းနဲ့ပီတီဂုံယူပြီးတော့ဟိုသူအဟိုသူ့ဘက်ကနေပြီးတော့ကျွန်တော်နဲ့စုံမယ်လို့တွေးကလေးဟိုပါကျွန်တော်တို့အတွက်ဒါဂျေးဂျေးစုတင်စရာဖြစ်နေပြီပေါ့နော်အဲ့တော့ရေခုံမှုကအပြည့်ပါလေလိုက်တဲ့ချိန်မှာတကယ်ကိုအမှတ်တရကြီးအများကြီးရှိခဲ့ပါတယ်ဟုတ် အအဓိကကတော့အမကမပွေးရဒီအဒီနောက်ပိုင်းမှာသူကားရိုက်ကအရန်များတော့ဘောเนาะစစ်စစ်ပြီးသူလက်ခံရိုက်ကူးနေတယ်ပေါ့ရိုက်ကူးတဲ့အချိန်မှာမှဒီအဒရိုက်တာတွေအများကြီးရှိတယ်ဇလန်းကောင်းနေအများကြီးရှိကြတယ်ကကျွန်တော်ဇက်ကလေးကိုအဒီကျွန်တော်ဒီဇလန်းနဲ့မိုးမြင့်ဆန်ဆိုတဲ့ဇက်ကောင်သူ YouTube ပြီးပုံဖော်တာပေါ့ကျွန်တော်တို့ ကျေးဇူးတင်စရာပေါ့နော်အဲ့အချိန်မှာဘယ်လောက်ယူသွက်လဲဆိုတော့ဒီစပေးမှာကျွန်တော်လူချင်းတဲ့အတိုင်းဟိုအတူလေးညှက်ချလိုက်တယ်ပေါ့နော်အဲ့အကျွန်တော်အတူလေးညှက်ရမယ်လို့ပြောတော့ကတော့အမကနားပဲနားထောင်ခဲ့တာဒါပေမဲ့သူညှက်ပြီးတော့မှကျွန်တော်လမ်းပြောတာပေါ့ညှက်လိုက်ပြီးစေပုံလေးပို့တော့မှဟာအမတကယ်လို့ပြောတာပဲဆိုပြီးတော့တကယ်အမကသူ့ရဲ့စပင်းအရှိကိုဖျက်ပြီးအတူလေးနဲ့ဒီမိုးမြင့်ဆန်ဆိုတဲ့ဇက်ကောင်ကိုအဲသူ့ဘဝမှာအဲမထားခဲ့ဘူးတဲ့စပင်းမလုပ်ဘူးသေးတဲ့ဇက်ကောင်ပုံစံမျိုးကိုသူအကောင်းဆုံးကိုတာဝန်ကြီးနေတဲ့တာဝန်ကြီးရတဲ့ပို့ပြီးတော့သူအများကြီးစူးစမ်းပေးခဲ့ပါတယ်ဟုတ် ပြခဲ့တာပါပြခဲ့တာပါအမလိုချင်တဲ့ပုံစံလေးလိုချင်တဲ့အဝစ်စုံကျွန်တော်အကြောင်းလည်းသိတဲ့အတိုင်းပဲเนาะလိုချင်တဲ့ဝစ်စုံ make up ကျွန်တော်တို့ ad writer စီသူဆိုတဲ့အတိုင်းပင်ပြီးအကုန်လုံးတခြားလေးအမနဲ့အတိုင်းပင်ဖြစ်တယ်ပြီးတော့ရိုက်ကွင်းမှာလည်းကျွန်တော်လိုချင်တဲ့ item ပေါ့เนาะ item လေးအကုန်လုံးအမကလည်းအမအတွေ့အကြုံလေးပေါ့အမတို့တကယ်မင်းမဖြစ်တဲ့အချိန်မှာဆိုကျွန်တော်တို့ကကလေးပဲရှိသေးရပါเนาะတကယ်ဒါပေမဲ့ဟိုကျွန်တော်တို့လိုလူငယ် writer အတစ်တရားရဲ့အမြင်တွေကိုလက်ခံပြီးတော့အမဒီအရတယ်လုံးဝကျွန်တော်ကဒါလေးလုချင်တာအမလည်းလုချင်တာ တိပြီးသဘောပေါက်ပြီးသဘောပေါက်ပြီးသူအကုန်လုံးကျွန်တော်မကြိုက်မချင်းအာရတယ်မင်းဆက်ဟိုဘယ်နှခေါက်ဖြစ်ဖြစ်ရိုက်မယ်ဟိုသူစိတ်ကြိုက်ခိုင်းပေါ့နော်သူကျွန်တော်ကဟိုတခါကျအမအရန်ကောင်းရောရှင်ကက်လို့អော်ပြီးကဲနောက်နောက်ဆင်းဖြစ်ဖြစ်အဲ့လိုနောက်တက်ဖြစ်ဖြစ်ရိုက်လို့ရှင်အမစိတ်ထဲမှာခူးလူခူးဖြစ်နေတာသူ့ကိုဘာလို့လှုပ်ပစ်လိုက်တာလဲပေါ့နော်မဆက်ကြိုက်ရလားပြန်ပြန်ခိုင်းမှုဘုအမရန်ကောင်းနေပြီအရန်တကယ်ကိုအရန်တကယ်ပြည့်စုံနေဆိုတော့အဲ့တော့မှအမကျွန်တော်စီကနေကွန်ဖန်ဖြစ်တော့မှသူစိတ်ကိုဒရုံးချမဟုတ်ရင်ကျွန်တော်ကျွန်တော်က ျွန်တော်မခိုင်းလို့ရှိရင်အမသူသူအားမရောက်ဖြစ်နေတယ်ထင်ပါတယ်အဲတကယ်ကိုဇက်ဇလန်းမှာပါဝင်တဲ့ဇက်ဝင်ကန်တခန်းချင်းစီမှာဒိုင်းလိုတခုံးချင်းစီမှာအမအားဆိုင်မှုအပြည့်နဲ့ကိုကျွန်တော်လိုချင်တဲ့အကောင့်ကိုစူးစမ်းပေးခဲ့ပါအဲ့အတွက်အမကျေးဇူးများထင်ပါတယ် ဟုတ်ကဲ့ဒီကားမကဟိုပါဗောနော်မူးမြင့်ဆန်ဆိုတဲ့မိန်းမပေါ့အဲ့ဒီမိန်းမကအိမ်တောင်တဲ့အမျိုးသမီးကလေးတယောက်အမေကိုမှ high class မိန်းမဆိုတော့အအမကလည်းသူကျင်လေတဲ့သူ့ရဲ့ရင်းနှီးရဲ့ထဲမှာရှိရဲ high class မိန်းကလေးတွေရဲ့ပုံစံမျိုးတွေကိုသူကြအောင် သူ inspire ပြန်လုပ်ထားတယ်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်လူချင်းတဲ့ taste မျိုးတွေကိုအကုန်လုံးပေါ့နော်တေချာညှိနှိုင်းတိုင်ပြီးကျွန်တော်ဖွဲ့ထားအောင်တိုင်ပြီးတော့တေချာလေးစူးစမ်းခဲ့ကြရတယ်ပေါ့နော်ဟုတ် ဟုတ်ဒီသမင်ကလည်းမဖွေးမှုလို့ဟိုလိုက်တယ်လို့လည်းပြောလို့ရပါတယ်ဗျအပြစ်မားဒီလိုမျိုးအတူလေးညတာမင်းကလေးတွေလိုက်တယ်မင်းကလေးလည်းအများကြီးရှိပါတယ်ဒါပေမဲ့ဟိုတခြားသူတွေလည်းဆိုရင်တော့ဘလို့လဲဆိုတော့ညှက်ကြည့်မှပြီးမှာပေါ့နော်ဒါပေမဲ့မဖွေးနဲ့ကတကယ်သမင်လေးကအသက်ဖြစ်နေဟို ကျွန်တော်ဒီရိုက်ကူးရေးမှာတစ်ခါကျအမမျက်နှာမပေါ်ဘဲနဲ့တောင်မှနောက်ကျိုးကြီးပိတ်ထားမျိုးလေးတွေတို့အဲ့လိုမျိုးသပင်သပင်မဲမြင်ရတဲ့ပုံစံမျိုးလေးပေါ့နော်သပင်တူနဲ့မိမအောင်မြင်ရတဲ့ပုံစံမျိုးလေးရိုက်ထားဆိုတော့အဲ့ချိန်မှာဟိုအမိုက်စားဖြစ်နေရတကယ်တကယ်တကယ်ပြုတ်တက်တွေထွက်လာချင်းကြရင်ကျင်းတဲ့အာမှုအပြည့်ရှိစီမျိုးကျွန်တော်ရေးရေးအာမခံပါရတယ်ဟုတ်အာမပွေးရတကယ်သူအလုပ်မှာအရန်တောင်းဝင်ချေလို့ပြောလို့ရပါတယ်ကျွန်တော်ねဒီစပြီးတော့အာဒီကားရိုက်ဖို့ဖြစ်လာကြတဲ့ဟိုကမပွေးရအာမဆန်ညာမှာလာပြောတဲ့စကားတခုရှိရပါတော့เนาะအာ အဲမင်းဆက်အမအပြည့်ဝယုံနေအမကလည်းမင်းဆက်အပြည့်ဝယုံပေးပါအမကတယောက်ကိုတယောက်အပြင်လန် respect ထားပြီးတော့အကောင့်ကျူးစားကြမယ်ဘာမှစိတ်ပူနေမင်းဆက်လိုချင်တာအကုန်ဖြစ်စေရမယ်ဆိုပြီးအဲ့ကလေးကလည်းအော်အမကတကယ်ကိုဟိုတဖက်သားဘက်မှာလေးစားတတ်တဲ့စိတ်ကဟိုကြီးမားပါလားပေါ့နော်အဲ့လိုမျိုးဆိုတော့အရန်ပြောကအမရဲ့ဟိုပွင့်လင်းပြောအောင်ရှင်ကျွန်တော်တယောက်ဆောင်တစ်တင်နေတယ်အများကြီးရိုက်တယ်တယောက်ဆောင်အကြီးနေတယ်အခုစုံနေရတယ်ပေါ့နော်တယောက်ဆောင်တစ်တင်နေတဲ့ကာလမှာလည်းတခါကျတယောက်ဆောင်တစ်တင်လေးတွေက ဟိုအွန်လိုင်းမှာ trend ဖြစ်နေုံလောက်နဲ့တို့ကိုတို့နေရာတစ်ခုရောက်ယူထင်နေတာမျိုးရှိရပေါ့အဲ့လိုအချိန်မျိုးကြာရှင်ဟို driver တော်မှတိတ်ပြီးတော့ဟိုလို့မထီမဲ့ညင်လောက်တာမျိုးတွေတခြားတယောက်ဆောင်နေနဲ့အရင်ကြီးဟို communication မကောင်းတာမျိုးတွေဆက်ဆံရေးမကောင်းတာမျိုးတွေဒါအများကြီးကျွန်တော်တွေ့ရတယ်အငယ်လေးတွေမှာအငယ်လေးတွေမှာတော့မှဒီလိုမျိုးဟိုဘောင်မင်ခက်တဲ့ကိစ္စမျိုးအများကြီးဖြစ်နေတဲ့အချိန်မှာဒီလိုမျိုးမဖွေးလို့လိုမျိုးဒါမြန်မာနိုင်ငံရဲ့ဒီ A list တယောက်ဆောင်ကြီးအနေနဲ့အဲ shooting မှာလည်းအကုန်အဆအဆင်ပြေတယ်ဟို ကျွန်တော်ပုံမှန်လေးစားမှုရှိပြီကျွန်တော်လိုချင်တာလေးအကုန်လုံးနဲ့တို့ရအောင်စူးစမ်းပြီးရဆိုတော့ဟိုကားရတဲ့ချိန်မှာကျွန်တော်တိပါအရာတခုကဖွဖွေးကဘာလို့ဖွဖွေးဖြစ်နေလဲဆိုတာတိပါရပေါ့နော်ဖွဖွေးကဒီနေ့ဒီချိန်ထိဘာလို့အားလုံးရင်ထဲမှာဖွဖွေးဖြစ်နေလဲဖွဖွေးဖြစ်ခဲ့လဲဆိုတဲ့ဟာကိုအပြည့်ဝတိပါရပေါ့နော်အမရဲ့ပြင်ဆင်မှုတွေကလည်းအရန်ကြီးမှာအမရဲ့ပြင်ဆင်အားထုတ်မှုတွေဒီဇက်ကောင်တခုတည်းပြင်ဆင်မှုတွေစဉ်းစားထားမှုတွေယူသွင်းမှုတွေခံစားချက်တွေကတကယ်ကိုမယုံနိုင်တော့အရန်လေးစားဖို့ကောင်းပါတယ်ကျွန်တော်မထင်ထားလောက်အောင်အမ စူးစမ်းတာတွေ့ခဲ့ရပါတယ်တချို့ဇက်ဝင်ကန်းတွေချုပ်ဆင်းနေဆိုရင်နှစ်ခါပြန်လုပ်လို့မရတဲ့ item တွေရှိရပေါ့နော်အဲ့လိုပွင့်ထွက်လိုက်ရတာတွေယူသွက်လိုက်ရတာအဲ့လိုမျိုးအဲ့လိုမျိုးခန်းနေမှာမဖွေးရအောင်မြင်နေတဲ့လူတွေအောင်မြင်ခဲ့တဲ့လူတွေမှာသူတို့အကြောင်းနဲ့သူရှိပါလားဆိုတာကိုသိသွားတယ်အာဒါပေါ်တော့မဖွေးရမဖွေးပဲဒီကားထွက်လာလို့ရှိရင်မတန်မရာဆွဲဒီကျွန်တော်ရဲ့ဒီလို့ရှိရင်ကားတစ်ထွက်လာလို့ရှိရင်အာမဖွေးရပြည်သက်တွေတနိုင်ငံလောက်မဖွေးပြည်သက်တွေအဲ မဖွေးရဲ့အမှုပညာမဖွေးရဲ့တေးဥဆောင်ချက်တွေမဖွေးရဲ့ fashion တွေကိုအဲကြည့်ဖို့အားခဲနေပြည်သက်တွေတကယ်ကမ်ဘက်ကောင်းတစ်ခုဖြစ်စေရမယ်လို့ရရရအာမခံပါဟုတ်အများကြီးအများကြီးဟုတ်ကဲ့ဟုတ်ကဲ့မဖွေးကအဲအတခန်းတခန်းကိုသူ့ရဲ့ဝတ်စုံဝတ်စုံစပင်း makeup accessory spine တွေကတခန်းတခန်းကိုသိန်း900ဝန်းကျင်ပါပဲ တခန်းတခန်းအောင်လေတခန်းတခန်းအောင်900ဝန်းကျင်တထောင်ဝန်းကျင်မှာကြီးပဲတကယ်ကိုအာကျွန်တော်တို့ပတ်မှုကူညီမှုတွေအများကြီးရှိပါတယ်အဲ့တော့အောင်တမာဒီရွှေဆိုင်တို့ဘာလို့ဆိုလဲကျွန်တော်တို့ဒီရိုက်ကွဲမှာကိုတို့ကဘုံကြီးဘုံကြီးနဲ့လာပြီးတော့အဖွေအတွက်ကိုအကုန်လုံးဆင်ပေးရပါတော့เนาะအဲ့တော့တကယ်လည်းဒီလိုပတ်မှုကူညီသူအားလုံးလည်းကျေးဇူးများကြီးတင်ရပါတယ်အဲ့တော့ဇက်ကောင်ပေါ်မှာတာဝန်ကြီးစွာနဲ့တစ္ဆာရှိရှိနဲ့အများကြီးစူးစမ်းပေးခဲ့ကြတဲ့အတွက်လည်းမဖွေးရောမတက်မရတစ်ဖွဲ့သားအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်